ကျွန်တော်ရဲ့မိတ်ဆွေခွနရသားသမီးတွေအားလုံးတို့2025ခုနှစ်ဒီဇင်ဘာလ12လပိုင်းတွင်ကံကောင်းဆုံးနေနံပိုင်ရှင်လေးတွေရဲ့အကြောင်းကိုကျွန်တော်ဝေမျှပေးသွားမှာပဲဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့တွေတရွေ့တရွေ့နဲ့လတွေပြောင်းလဲလာတာဆိုလို့ရှိရင်ကျွန်တော်တို့2025ခုနှစ်ကနောက်ဆုံးနှုတ်ဆက်ရမယ်ဒါလတလာတွေကို ရောက်ရှိလာပြီပဲဖြစ်ပါတယ်။ ဲ့တော့ကျွန်တော်တို့တွေเนาะဒီ7လပိုင်းမှာဆိုလို့ရှိရင်ကံကောင်းဆုံးနေနံအဲ့တော့ဘယ်နေနံလေးတွေကကံကောင်းနေသလဲကံနေမြင့်မားနေသလဲဘယ်နေနံပိုင်ရှင်လေးတွေကကံတင့်တင့်နေသလဲဘယ်နေနံပိုင်ရှင်လေးတွေကကံညံ့နေသလဲဆိုတာကိုကျွန်တော်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးကိုတွေးတဲ့သူတိုင်း share လေးတွေเนาะနှိပ်ပေးသွားပါအောင်လို့ကျွန်တော်အနေနဲ့ပြောကြားခြင်းပါတယ်အဲ့တော့ကျွန်တော်တို့ဒီ7လပိုင်းမှာเนาะ အဲ့တော့ကံတရားနေအနေနဲ့เนาะခုနကတော့ကံကောင်းခြင်းနေရရှိနေတဲ့နေနံ၃ခုရှိပါတယ်အဲ့ဒီနေနံပိုင်ရှင်လေးတွေကတော့ကျွန်တော်တို့စနေတောက်ကြတနေ့လာသားသမီးနေနံပိုင်ရှင်လေးတွေကတော့ဒီ၁၂ဝိုင်းဆိုတဲ့တလတာမှာကံစာတာတွေအနေနဲ့ကောင်းမွန်ပြီးတော့ကံနေအနေနဲ့မြင်မာနေပြီးတော့မိမိတို့ရဲ့ကံစာတာအနေနဲ့ကမိမိစ조사ရင်조사တယ်လို့ထိတ်တန်းကိုရောက်ရှိနိုင်တဲ့နေနံပိုင်ရှင်လေးတွေပဲဖြစ်ပါတယ် အဲ့တော့ဒီစန္နလာပိုင်းတလားတာမှာဆိုလို့ရှိရင်ငွေကြေးလက်လာပါစုံလက်စမ်းလက်ကန်တွေလည်းပွင့်နေပြီးတော့မိษွေတို့အနေနဲ့ဒီစန္နလာပိုင်းတလားတာမှာဘာကိစ္စကိုပဲလှုပ်လို့မိမိကိုယ်ကိုယုံကြည်မှုရှိရှိနဲ့လှုပ်ဆောင်တတ်မယ်ဆိုလို့ရှိရင်ဒီစန္နလာပိုင်းတလားတာမှာစနေတောက်ကြာတနင်္လာသားသမီးမိษွေတွေကတခြားနေ့နံနေနဲ့စာလို့ရှိရင်သူတို့အနေနဲ့ပိုးပြီးတော့အစဉ်ပြေတာမျိုးတွေအောင်မြင်ခြင်းတွေကြုံရမယ်နေ့နံပိုင်ရှင်လေးတွေပဲဖြစ်ပါတယ် တယ်အဲ့တော့ကျွန်တော်တို့ဒီဆန္ဒလာပိုင်းတလားတာမှာဆိုလို့ရှိရင်ကံဒီအနေနဲ့အကောင်းဆိုးတွေဒွန်တွဲနေတဲ့ဒါနေနံပိုင်ရှင်လေးတွေကတော့ကြာသာပရိသာသမီဘုဒ္ဓဟူသာသမီနေနံပိုင်ရှင်လေးတွေကတော့ကျွန်တော်တို့ဒီဆန္ဒလာပိုင်းတလားတာမှာအကောင်းနဲ့အဆိုးနဲ့ဒွန်တွဲနေတတ်တယ် အဲ့တော့ဇာတာပရိဗုဒ္ဓဟူသာသမီမိษွေတို့အနေနဲ့ကဒီ12လပိုင်းတလားဒါမှာမိษွေတို့ရဲ့ဒီအာယုံအတွေးတွေစိတ်ကူးတွေထဲမှာအမှန်နဲ့အမှားကိုမခွဲခြားတတ်ဖဲနဲ့အဖြူကို အမဲအမဲကိုအဖြူထင်းပြီးတော့ကောင်းတဲ့သူကိုမကောင်းဘူးထင်တတ်တယ်အဲ့တော့မကောင်းဘူးထင်တဲ့သူကို ကောင်းတယ်ထင်ပြီးတော့မိษွေတို့အနေနဲ့ဘာကိစ္စတွေကိုပဲလှုပ်လှုပ်မိမိတို့ရဲ့ဒီအတွေးစိတ်ကူးတွေက လွဲချော်နေတာမျိုးလေးတွေကြုံရတတ်တဲ့အတွေးတွေနဲ့ပတ်သက်ပြီးတော့အယူဆတွေလွဲမှားနေတာမျိုးလေးတွေရင်ဆိုင်ရတတ်တဲ့အဲ့တော့ကျွန်တော်ရဲ့ဒီဇာသာရိသာသမီးဗုဒ္ဓဟူသာသမီးတွေအနေနဲ့ကတော့ကျွန်တော်တို့ဒီ12လပိုင်းတလားတာမှာဘာကိစ္စကိုပဲလှုပ်လှုပ်မိမိရဲ့ဒီအတွေးတစ်ခုတည်းနဲ့မဆုံးဖြတ်ဖဲနဲ့မိမိနဲ့ခုနကရင်းနှီးတဲ့သူတွေကိုတိုင်ပင်နှီးနှောပြီးတော့ခုနကရင်ဖွင့်တာမျိုးလေးတွေခုနက တိုင်မင်နာမျိုးလေးတွေလောက်မယ်ဆိုလို့ရှိရင်တော့ဒီကြာသာဝတိဗုဒ္ဓဟူးနေနံပိုင်ရှင်လေးတွေအနေနဲ့ကတော့ခုနကအញ្ញံလေးတွေနည်းနည်းတော့ဒါရောနေသွားမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ12လပိုင်းဒီဇင်ဘာလတလတာမှာကျွန်တော်တို့ကံ အနေနဲ့ကြည့်မယ်ဆိုရင်အញ្ញံပိုင်းကိုသွားနေတဲ့နေနံနှစ်ခုရှိတယ်အဲ့ဒီနေနံပိုင်ရှင်လေးတွေကတော့အင်္ဂါတနင်္ဂနွေသာသမီနေနံပိုင်ရှင်လေးတွေကတော့ကံတရားအနေနဲ့အစအစအရာရာတတိထားပြီးတော့နေထိုင်ရမယ်ဒါလာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီအင်္ဂါတနင်္ဂနွေသာသမီနေနံပိုင်ရှင်လေးတွေကတော့ကံကိုပုံပြီးတော့ကံကိုယုံပြီးတော့စူးပုံနေတဲ့အလုံးမျိုးတွေကိုလှောက်ဆောင်တာမျိုးတွေတွေးတောတာမျိုးတွေစင်ကျင်တက်ပါတယ် အဲ့တော့ကျွန်တော်ရင်အင်္ဂါတနင်္ဂနွေသားသမီးမိတ်ဆွေတွေဟာဒီ12လပိုင်းတလားတာမှာအတားစီအခက်ခဲတွေတခြားနေနံနေနဲ့စားလို့ရှိရင်ပိုးပြီးတော့များစွာရင်ဆိုင်ပြီးတော့ကြုံရတတ်ပါတယ်အဲ့တော့ကျွန်တော်ရင်အင်္ဂါတနင်္ဂနွေသားသမီးမိတ်ဆွေလေးတွေကတော့ဒီ12လပိုင်းတလားတာမှာဘာလို့ကိုပဲလှုပ်လို့ခုနကတော့မိမိရဲ့ခုနကတော့တချို့တွေရှိတယ်ပေါ့နော်ဟာကိုကံကိုယုံနေဘာညာပေါ့နော်ဒါမျိုးတွေခုနကတော့တယူတန်အတွေးမျိုးတွေ ခုနကတယူတန်ခုနကစိတ်တွေနဲ့လှူဆောင်တာမျိုးလေးတွေကိုစင်ကျင်တက်มาတယ်အဲ့တော့ကျွန်တော်နောက်ရက်မှာလည်းပဲခုနကနေနံတစ်ခုချင်းစီလိုက်ပေါ့เนาะကျွန်တော်ရဲ့ခဏရက်သားသမီးမိတ်ဆွေတွေအတွက်ကိုကျွန်တော်ဟောစတဲ့နေလည်းပဲအစင်လိုက်ကျွန်တော်တင်းပေးသွားมาပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ခဏရက်သားသမီးမိတ်ဆွေတွေအားလုံးပေါ့เนาะဒီ12လပိုင်းတလတာမှာအဆိုးဟူသည်။ဝေးလွင်ပါစေကံကောင်းခြင်းမင်္ဂလာဖျားဖျားတွေနဲ့ပြည့်စုံပြီးတော့စိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေငွေ ွေချင်းတွေနဲ့ပတ်သက်ပြီးတော့လဲရှာရဖွေရတာတွေလွယ်ကူပြီးတော့မိမိတို့လောက်ကိုင်းနေတဲ့အလောက်ကိုင်းတွေလည်းပဲအစဉ်ပြေချောမွေးကြပါစေလို့ကျွန်တော်စူတောင်းမြစ်တာပို့သားရင်ကံကောင်းဆုံးနေတန်လေးတွေရဲ့အကြောင်းဗီဒီယိုဖိုင်လေးကို ကျွန်တော်ဒီနေရာမှာပဲစုံတတ်ပါတယ်အားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်